င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစက်နိုင်ကတောင်ဝီယူတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ထရမ့်ကသူ့မိန့်ခွန်းတီးဖြတ်ခဲ့တဲ့ BBC သတင်းဌာနကိုတရားစွဲဆိုဖို့ချိန်ချောက်လိုက်တဲ့သတင်းဟာမတ်လက်နက်ကိုင်200လောက်ပိတ်မိနေတာကြောင့်ထရမ့်သမတ်ဖြစ်သူနဲ့နေတန်ယာဟုတို့ဆွေးနွေးပြောဆိုခဲ့ကြတဲ့သတင်းနဲ့ ထိုင်းစစ်သားနှစ်ဦးဒဏ်ရာရပြီးနောက်ကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ရပ်ဆိုင်းလိုက်တဲ့သတင်းတွေပဲဖြစ်ပါရီဗရမဇုံသတင်းပုတ်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့မိန့်ကွန်းကိုတိဖြတ်ပြစ်စင်ထုတ်လွှင့်ခဲ့တဲ့ BBC သတင်းဌာနပေါ်တရားဥပဒေအရအရေးယူသွားမယ်ဆိုပြီးချိန်ချောက်လိုက်ပါရီ The apologizing is for the way the team edited President Trump's speech to his supporters on January the 6th. ဒါ2022ခုနှစ်တုန်းက Trump ထောက်ခံသူတွေ Capital လွတ်တော်အဆောက်အုံကိုဝင်စင်းနေခဲ့တဲ့နေ့မှာ သူပြောကြခဲ့တဲ့မိန်ကွန်းဖျက်ညက်ခဲ့ကြောင်းပဲဖြစ်ပါတယ်။အဲနောက် Trump ရဲ့ရှင်းလင်းတွေက BBC အနေနဲ့ဒီဗီဒီယိုမှတ်တမ်းကိုပြန်ရုပ်သိမ်းပေးဖို့တောင်းဆိုထားပြီးဒါမှမဟုတ်ရင်အနည်းဆုံးဒေါ်လာ1ဘီလီယံရယူလိုမှုနဲ့တရားစွဲဆိုမှာဖြစ်ကြောင်းသတိပေးထားပါတယ်။ ဒါပြင် BBC သတင်းဌာနဟာ Trump ကိုဂုံတိတ်ခါနဲ့ငွေကြေးဆိုင်ရာ အလွန်မင်းထိခိုက်နစ်နာစေမှုတို့တောင်းပန်ကြောင်းထုတ်ပြန်ပေးရမှာဖြစ်တယ်လို့ရော်ကြေးလဲပေးရရမယ်ဆိုပြီးအသီးပေးစာက ဖော်ပြထားပါတယ် BBC ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကတော့သူတို့ဟာစာကို ပြန်လဲတုံးသက်လျက်ရှိပြီး အချိန်တန်ရင်ဓာတ်ရိုက်တုံ့ပြန်သွားမှာပါလို့မှတ်ချက်ပြုပါတယ် BBC ရဲ့ Panorama မှတ်တမ်းရုပ်ရှင်တွင် ထရမ့်ရဲ့မိန့်ခွန်းတွေကဗီဒီယိုအပိုင်းစာ၃ခုကိုပေါင်းစပ်ပြီးဖန်တီးထားတာဟာအထီးကျုံးဖြစ်အောင်လှုံ့ဆော်တဲ့အထင်မြင်လွဲစရာ ဖြစ်ခဲ့တယ်ဆိုပြီးထောက်ပြထားပါရီ။ဒါပြင်ထရမ့်ကသူ့ထောက်ခံသူတွေကိုမျိုးချစ်စိတ်နဲ့ငြင်းငြင်းချမ်းချမ်းခြိတက်ဆန္ဒပြဖို့မျှော်လင့်ထားကြောင်းပြောထားတဲ့မိန့်ခွန်းရဲ့အစိတ်ပိုင်းချို့ပါ BBC မှာချန်လက်ထားခဲ့တယ်လို့ဆွဆွဲထားခဲ့ပါရီ။ဒီ American သမ္မတရဲ့မူရင်းနေအိမ်က Florida ပြည်နယ်မှာရှိတဲ့အလျောက် အဲ့ဒီမှာပဲ BBC ကိုတရားစွဲဆိုဖို့အတွက်ရှစ်နေအဖွဲ့အနေနဲ့အကြံပြုထားပါရီဒါကြောင့် BBC ရဲ့ညွှန်ကြားမှုချုပ်ဖြစ်သူ Tim Davis နဲ့သတင်းမိုင်းဆိုင်ရာအမှုဆောင်အရာရှိချုပ် Deborah Tannes တို့ဟာယာဒူးနှုတ်ထွက်ပေးခဲ့ရပါရီ BBC ရဲ့ဥက္ကဋ္ဌဖြစ်သူ Smear Shah ကလည်းရုတ်တံတီးဖြတ်မှုအတွက်တောင်းပန်ခဲ့ပေမဲ့စနစ်တကျဗက်လိုက်မှုရှိတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုတော့ညှင်းဆန်ထားခဲ့ပါရီ BBC ဘက်ကတရားဥပဒေဆိုင်ရာ ချိန်ချောက်မှုတွေကိုဘယ်လိုတုံ့ပြန်ရမလဲဆိုတာစဉ်းစားပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်ဆလတ်တင်ဆက်ပေးမှာကတော့ထရမ့်ရဲ့သမတ်ဖြစ်သူဂျယ်ရက်ကူရှနာဦးဆောင်တဲ့အဖွဲ့ဟာဂါဇာပစ်ခတ်ရစရေးဒုတိယအဆင့်လုပ်ငန်းရှင်တွေနဲ့ပတ်သက်ပြီးညှိနှိုင်းဆွေးနွေးဖို့အတွက်တယ်လ်ဗီမြို့ကိုရောက်လာခဲ့ပါတယ် နိုဝင်ဘာလ10ရက်နေ့မှာအစ္စရေးနိုင်ငံကို ရောက်လာခဲ့ပြီးနောက်ဝင်းကြီးချုပ်ဖြစ်သူဘန်ဂျမင်နေတန်ယာဟုနယ်ပါကရစ်နာကတွေ့ဆုံခဲ့ပါတယ်။အဲနောက်ဂါဇာဒေသကရာဖာမြို့ရဲ့ဥမင်တွေထဲမှာအစ္စရေးစစ်တပ်ထိန်းချုပ်ထားတဲ့ဇုံတွင်းဟာမတ်စ်တပ်ခိုက်ရေးသမား200လောက်ပိတ်မိနေတဲ့ကိစ္စကိုဆွေးနွေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။ဒါပြင်ဂါဇာတို့နိုင်ငံတကာတင်ငြိမ်ရေးတပ်ဖွဲ့တွေဆေလွတ်ဖို့အတွက်ပါအာယုံဆိုင်ညှိနှိုင်းခဲ့ကြတယ်လို့ဆိုထားပါတယ် အခုလိုမျိုးပိတ်မိလျက်ရှိတဲ့ Hamas တပ်ဖွဲ့ဝင်တွေကိုလက်နက်ဖြုတ်သိမ်းပြီးပြန်လွတ်ပေးဖို့ American ဘက်ကအဆိုပြုထားပေမဲ့လည်း Israel အနေနဲ့တော့လက်တွန့်နေဆဲဖြစ်ပါတယ်။လာမယ့်ဒုတိယအဆင့်က Hamas လက်နက်ဖြုတ်သိမ်းရေးဂါဇာကိုစစ်မှန်ဆုံးဖြစ်အောင်လုပ်ရင်းနဲ့နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွေထားရှိရေးစတဲ့အရေးကြီးအချက်တွေပါဝင်နေပါတယ်။ဒါပေမဲ့လည်းနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွေနေရာချထားဖို့ရှင်းလင်းတဲ့ဘူပေါင်းတစ်ခုတော့မရှိသေးဘူးဆိုပြီး အဓိကဂျောင်းဝင်ညှိနှိုင်းပေးနေတဲ့ UAE နိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။ဂါဇာကမ်းမြောင်မှာအလွယ်နည်းနဲ့ပဲဖြစ်ဖြစ်အခက်နည်းနဲ့ပဲဖြစ်ဖြစ်လက်နက်တွေကိုဖြုတ်သိမ်းသွားမှာဖြစ်တယ်လို့နေတန်ယာဟုဘက်ကပြောဆိုထားပါတယ်။ဂါဇာအရေးမူဝါဒဆိုင်ရာဆုံးဖြတ်ချက်အလုံးကို Trump ဆိုရနဲ့ညှိနှိုင်းဆောင်ရွက်လျက်ရှိတဲ့အကြောင်း Israel ဆိုရရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကအတည်ပြုထားပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ နိုင်ငံအငင်းပွားနယ်စပ်အရေးနဲ့ပတ်သက်လို့အိန္ဒိချင်းကမ္ဘောဒီးယားနဲ့လက်မှတ်ရေးထိုးထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်အကောင့်ထဲဖော်မှုကိုယာယီရဆိုင်းလိုက်တယ်လို့ထိုင်ဘက်ကကြေညာသွားပါတယ်။လော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 ပြင်လို့ပြင်လို့လောလောလောဒါဟာကမ္ဘောဒီးယားနဲ့နယ်စပ်နီး ထိုင်းဘက်ချန်းစစ်ကစ်ခိုင်မှာမြေမြုပ်မိုင်းပေါက်ကွယ်ရင် ထိုင်းစစ်သည်တွေဒဏ်ရာရခဲ့တာကြောင့်ဖြစ်ပါရည်လွန်ခဲ့တဲ့လကတည်းကမလေးရှားနိုင်ငံမှာအဲ့ဒီငြိမ်းချမ်းရေးသဘောတူညီချက်ကိုနှစ်ဖက်ဝန်ကြီးချုပ်တွေကြားလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါရည်ဒါကြောင့် American သမ္မတ Donald Trump ရဲ့ကြီးကြပ်မှုနဲ့တူ ရေးထိုးခဲ့တဲ့ဒီသဘောတူညီချက်ဟာအချိန်နှစ်ပတ်သာကြာမြင့်ခဲ့တယ်လို့ဆိုရမှာပါအဲဒီနောက်ဇွန်လတုန်းက လူ၄၀ကျော်တေဆုံးခဲ့ရတဲ့နေဆက်တိုက်ပွဲတွေအပြီးအတွန်းရှည်မဲ့ငြိမ်းချမ်းရေးရဖို့ရည်ရွယ်ထားခဲ့တဲ့ဒီသဘောတူညီချက်ကိုဆက်လက်ကင်ဆယ်ထားဆဲဖြစ်ကြောင်းကမ္ဘောဒီးယားအနေနဲ့တုံ့ပြန်ထားပါတယ်။ဒါပေမဲ့လည်းထိုင်းဘက်ကတော့ဒါကိုငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ် ခေါ်ဆိုဖို့ငြင်းဆန်ထားပြီးကွာလာလမ်ပူအစည်းအဝေးရလဒ်များဆိုင်ရာပူးတွဲကြေညာချက်လို့သာတုံ့နှုံးခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကူးကတော့ လုံညုံရင်းရချင်းချောက်မှုအမှန်တကယ်မရော့ကျသွားတဲ့အလျောက်ကာကွယ်ရေးအကြီးအကဲတွေအနေနဲ့အခုလိုမျိုးဆုံးဖြတ်ချက်ချမှတ်ခဲ့ရတာ ဖြစ်ပြီးဒါကိုသဘောတူတယ်လို့လည်းပြောသွားပါရီဘန်ကောက်ပို့စ်သတင်းနဲ့မှာလည်းအဲ့ဒီစစ်သားတွေဟာကင်းလယ်ချိန်မှာမိုင်းနှင်မိခဲ့တာဖြစ်ပြီးဒဏ်ရာရရှိသူ2ဦးတည်းက2ဦးကိုခြေတစ်ဖက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးဖော်ပြထားပါရီဒီသဘောတူညီချက်အရအငင်းပွားဒေတာကလက်နက်ကြီးတွေကိုရုတ်သိမ်းပေးဖို့နဲ့ ယာယီလေးလာရေးအဖွဲ့တစ်ခုဖွဲ့စည်းဖို့အတွက်နှစ်ဖက်ရည်ရွယ်ထားခဲ့တာပါနောက်တစ်ဆင့်အနေနဲ့တော့ထိုင်းနိုင်ငံမှာထိမ့်သိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား18ဦးကိုပြန်လွှတ်ပေးဖို့အတွက်လည်းမူလကစီစဉ်ထားခဲ့တာဖြစ်ပါတယ်เดี๋ยวเดี๋ยวจะต้องไปที่แม่สอดครับแล้วก็ชัดเจนครับ ผม เห็นด้วย แล้วก็สนับสนุน การดําเนินการของกระทรวงกลาโหม แล้วก็ เหล่าทัพในเรื่องนี้นะครับ สิ่งที่สลัดเดนเซอร์ไปมาก็รอအနီးရနိုင်ငံဒေးလီမြို့တော်ရဲ့သမိုင်းဝင်ခံတက်အနီမှာကားတစီပောက်ကွဲမှုဖြစ်ပွားခဲ့ရာတေဆုံးသူ၁၀ဦးထက်မနည်းရှိလာခဲ့ပြီးနောက်ထပ်အယောက်၂၀ဝန်းကျင်ကိုဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် နိုဝင်ဘာလ10ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့အဓိကတန်တရာရှိသူရဲ့ပထမဆုံး CCTV မှတ်တမ်းထွက်ပေါ်လာတာကိုလည်းတွေ့ရပါတယ်။အဲ့ဒီတန်တရာရှိသူဟာ Farida Bat အကြမ်းဖက်အဖွဲ့ခွဲရဲ့အဖွဲ့ဝင်တဦးဖြစ်တယ်လို့ပြီးခဲ့တဲ့အပတ်မှာဖမ်းဆီးခံလိုက်ရတဲ့အခြားဆရာဝန်တဦးနဲ့ရင်းနှီးတယ်လို့လည်းဆိုပါတယ်။အခင်းဖြစ်ပွားရာတနင်္လာနေ့အစောပိုင်းတုန်းက Farida Bat အဖွဲ့မှာအဖမ်းဆီးတွေရှိခဲ့ပြီးနောက် ဥမာဟာထိတ်လန့်တကြားနဲ့ဒီတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ CCTV မှတ်တမ်းတွေအရ Honda i20 ကားကိုသူကမောင်းနှင်လာခဲ့တာဖြစ်ပြီးပောက်ကွဲမှုမဖြစ်ခင်ညနေ6:48မိနစ်အထိခန့်တပ်နီးမှာ3:00နီးပါးကားရပ်ထားတာတွေ့ရပါတယ်။အဲနောက်စုံစမ်းစစ်ဆေးသူတွေက ပောက်ကွဲမှုတွင် ပြင်းအမြင့်အမိုနီယံနိုက်ထရိတ်လောင်စာဆီကိုအသုံးပြုခဲ့တဲ့အကြောင်းအတည်ပြုထားပါတယ်။ဒါကြောင့် အိန္ဒိယနိုင်ငံကအတင်းကျပ်ဆုံးအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဥပဒေ UAPA နဲ့အမှုဖွင့်ပြီးတန်တရားရှိသူ73ဦးထက်မနည်းကိုစုံစမ်းစစ်ဆေးနေပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့ကမ္ဘာစရုပ်ထအကြီးဆုံးဂျပန်နိုင်ငံရဲ့စီးပွားရေးကိုတဖန်ပြန်အားကောင်းလာအောင်အဓိကကျတဲ့ကဏ္ဍ18ခုမှာရင်းနှီးမြှုပ်နှံသွားမယ်ဆိုပြီးဝန်ကြီးချုပ်အသစ်ဖြစ်သူစာနာအေတာကာအီချီကအတည်ပြုသွားပါတယ်။ နိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်အရအဲ့ဒီတည်းမှာ AI အသိဉာဏ်ရည်တူးနဲ့ chess ပြားတွေအပါအဝင်သမောတိဆောက်ရေးစတဲ့ကဏ္ဍတွေအဓိကပါဝင်လာတာတွေ့ရပါတယ် 2026ခုနှစ်မှာအပြီးသတ်ဖို့စီစဉ်ထားတဲ့စီးပွားရေးတိုးတက်မှုအစီအမံနဲ့နိုဝင်ဘာလနှောင်းပိုင်းမှာထွက်လာမယ့်လှုံ့ဆော်မှုအစီအစဉ်အသစ်တရက်ကိုအစိုးရကတပြိုင်တည်းပြင်ဆင်နေတာလည်းဖြစ်ပါရည်အခုလိုမျိုးစီးပွားရေးရလှုံ့ဆော်သွားမဲ့အစီအစဉ်တစ်ခုတည်းတွင်ဒေါ်လာ65ဘီလီယံထိတန်ကြီးရှိနိုင်တယ်ဆိုပြီးနီကေးသတင်းစာမှာဖော်ပြထားပါတယ် ်လက်ရှိကုံစင်းနှုံတွေလည်းမြင့်တက်နေတာကြောင့်အိမ်တော်စုလိုက်ရင်ဆိုင်နေရတဲ့ဝင်းဒိုးဝင်ပိုးကိုဒီအစီအစဉ်တစ်ကနေရှော့ချပေးနိုင်ဖို့ရာမျှော်မှန်းထားကြပါရစ်။ဒါပြင်ဂျပန်နိုင်ငံရဲ့စီးပွားရေး၊စေဝါအရေးပါတဲ့ဒက်တထူ၊လေကြောင်းနဲ့အာကာသ၊စိုက်ဘာလုံခြုံရေး၊ကွမ်တမ်ကွန်ပျူတာ၊နျူကလ িয়ার ပေါင်းစည်းစွမ်းအင်စတဲ့အရေးကြီးနယ်ပယ်တွေမှာပါရင်းနှီးမြှုပ်နှံသွားဖို့ရှိကြောင်းသိရပါရစ်။ လွန်ခဲ့တဲ့လမှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့တဲ့တာကာအီချီကဂျပန်ဖွံ့ဖြိုးရေးဆိုင်ရာမဟာဗျူဟာကောင်စီကိုဖွဲ့စည်းခဲ့ပြီးနောက်တနင်္လာနေ့အတွင်းပထမဆုံးကြိမ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီမှာတင်ပြခဲ့တဲ့အကြောင်းအရာတွေအတွက်လိုအပ်တဲ့ဖြည့်စွက်ဘတ်ဂျက်ရအောင်လှုံ့ဆော်ဖို့နဲ့လိုအပ်တဲ့အခွန်ဆိုင်ရာစီမင်းစည်းကမ်းတွေဖော်ဆောင်ဖို့အတွက်သက်ဆိုင်ရာဝင်ကြီးတွေကိုတောင်းဆိုလိုပါတယ်ဆိုပြီးတာကာအီချီကပြောသွားပါတယ်။ ။မကြာသေးခင်ကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တာကာအီချီရိုကြားတွေ့ဆုံမှုတွင်သမောတိဆောက်ရေးကဏ္ဍမှာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မှုသဘောတူညီခဲ့ကြကြောင်းသိရပါသည်။ နောက်ဆုံးသတင်းဒီပုတ်အနေနဲ့တရုတ်နိုင်ငံသားယူရှန်နီကအနာတိကတိုက်ရေခဲပြင်ပေါ်မှာကျင်းပသွားတဲ့မိုင်းတရားမာရသွန်ပြိုင်ပွဲကို22နာရီမိနစ်40 48စက္ကန့်နဲ့ပန်းဝင်ပြီးစံချိန်သစ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနိုင်ရရှိသူဟာမာရသွန်နဲ့အာထရာမာရသွန်ပြိုင်ပွဲပေါင်း900ကျော်ထိ ရှင်ပြိုင်ခဲ့ပူးတဲ့အတွေ့အကြုံရင်အပြေးသမားကြီးတူလဲဖြစ်ပါရီ2024ခုနှစ်တုန်းက Paul Johnson နဲ့ Robson BNT တို့တင်ထားခဲ့တဲ့23နာရီ22မိနစ်58စက္ကန့်စံချိန်ကိုယူရှန်းနီအနေနဲ့ချိုးဖြတ်နိုင်ခဲ့တာပါ အထရာမာရသွန်ပြေးပွဲတွေဟာတမယိုးကြပြိုင်ပွဲတွေလိုမျိုး26မိုင်ထိုင်မကပဲမိုင်90မိုင်100ဒါမှမဟုတ်ဒီထက်ပိုပြီးဝေးဝေးပြေးရလေရှိပါရဲ့နိုဝင်ဘာလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီပြေးပြိုင်ပွဲကိုအပူချိန်အနှုတ်15ဒီဂရီဆယ်စီယပ်စ်မှာပြေးလွှားခဲ့ကြရတာလည်းဖြစ်ပါရဲ့ အဲ့မှာနေအောင်ရှိနေပေမဲ့လည်းအပြေးသမားတွေကနှင်းကိုက်တဲ့တန်ကို ရင်ဆိုင်ခဲ့ရတဲ့အပြင်လမ်းတစ်လျှောက်မှာပါအကူအညီပေးရေးစခန်းတွေပါစီစဉ်ပေးထားရကြောင်း သိရပါတယ်။ညအချိန်ရောက်လာချိန်မှာတော့အပူချိန်အနှုတ်30ဒီဂရီလောက်ကြာဆင်းသွားခဲ့ပြီးလေတိုက်နှုန်းကြောင့်အနှုတ်35ဒီဂရီအထိခန်းစားခဲ့ရတယ်ဆိုပြီးဖော်ပြထားပါတယ်။ ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရစေကျွန်တော်ကတော့ K ဆက်နိုင်ပါ